မင်္ဂလာပါရှင်။2025ခုနှစ်မတ်လ10ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ကျွန်မကတော့အမှုမှုပါရှင်။ကပ်ဘလူးမှာစစ်ရှုံးကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရကပြူစောတိတအူးတေဆုံးပြီးတနက်လေးလက်သိမ်းဆီရရှိလိုက်ပါတယ်။ရွေးကောက်ပွဲကိုအားလုံးပူပေါင်းဖို့စစ်ရှုံးကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကပြောလာပြန်ပါတယ်။အုတ်တွင်းကစစ်ကောင်စီတပ်ကင်းစခန်းတစ်ခုတိုက်ခိုက်ခံရပြီး9ဦးတေဆုံးကတနက်6လက်သိမ်းဆီရရှိလိုက်ပါတယ်ရှင်။ အကြမ်းဖက်ဆစ်ရှုံကောင်စီရဲ့တပ်ဖြတ်မှုကြောင့်ရေစကြိုဒေသခံ17ဦးသေဆုံးခဲ့ရပါတယ်။နမဲကျော်ရခိုင်လုပ်ငန်းရှင်ဦးကျောင်းတောင်ရဲ့တောင်ကုန်းနဲ့မောင်တော်မှပိုင်ဆိုင်မှုတွေကို ULAA ကချိတ်ပိတ်လိုက်ပါပြီ။ PDF တွေကိုစိန်ခေါ်တဲ့နှစ်ထမင်းကျေးရွာယာအိမ်မှုတနက်နဲ့ပြစ်ခတ်ခံရပြီးသေဆုံးသွားပါပြီ။ဒီသတင်းတွေနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ထမဆောင်သတင်းတပုတ်အနေနဲ့စကိုင်းတိုင်းကမ်းဘလူးမြို့နယ်အတွင်းစကားစထောက်ပို့အစ်စ်ကြောင်းကိုမတ်လ9ရက်နေ့မှာဂျားဖြတ်တိုက်ခိုက်ခဲ့ရာစကားစဘက်မှပြူစောတီတဦးတေဆုံးပြီးတနက်၄လသိန်းစီရရှိလိုက်တယ်လို့သိရပါဗျ။ကမ်းဘလူးမြို့နယ်ဇပယ်နှန့်သာရွာအနောက်ဘက်နမိုင်ပေါက်မှာထောက်ပို့အစ်စ်ကြောင်းကိုဖြတ်တောက်ရေးလှုပ်ဆောင်နေစဉ်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ထုတ်ပြန်ထားတာပါ။အဲ့ဒီတိုက်ခိုက်မှုကို စုဖွဲ့မှုစစ်ကြောင်း၃နဲ့ KPL ကမ်းဘလူးပြည်သူ့ကာကွယ်ရေးတပ်တရင်တုံးတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွေးကောက်ပွဲကိုအားလုံးပူးပေါင်းဆောင်ရွက်ဖို့စစ်ရှုံးကောင်စီခေါင်းဆောင်အမေအောင်လိုင်ကပြောလိုက်ပါတယ်။ရုရှားနိုင်ငံခီးစင်ကနေမြန်မာနိုင်ငံကိုပြန်လာတဲ့လေရင်ပေါ်မှာခီးစင်အတွင်လိုက်ပါလာတဲ့မီဒီယာတွေနဲ့မတ်လ9ရက်နေ့ကတွေ့ဆုံခြင်း ပြည်သူတွေအနေနဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုလိုချင်ရင်ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောလိုက်တာပါစစ်ရှုံးကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာရုရှားနိုင်ငံနဲ့ဘီလာရုစ်နိုင်ငံတို့ကိုမတ်လ3ရက်နေ့ကနေ9ရက်နေ့အထိတပတ်အကြာသွားရောက်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီခရီးစဉ်အတွင်းရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဘီလာရုစ်သမ္မတလူကာရှန်ကိုရိုးနဲ့တွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပမဲ့အခြေအနေတွေကို ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲကိုရုရှားနဲ့ဘီလာရုစ်နိုင်ငံတွေကလည်းကိုယ်စားလှယ်တွေလွှတ်ပြီးစောင့်ကြည့်လေ့လာမယ်လို့ပြောဆိုလိုက်ကြောင်းစစ်ကောင်စောင်မင်းအောင်လှိုင်ကပြောလိုက်ပါတယ်ရှင်။ဆလဘီမကွေးတိုင်းရေစကြိုမြို့နယ်ရေလေကျွန်းဒေသကမြေစွန်းတော်ရွာကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းပြီးဒေသခံတွေကိုတပ်ပြတ်သွားတာကြောင့်တေဆုံးသူ၁၁ဦးအထိရှိနေပြီလို့ ရေစကြို Township Inform Committee အဖွဲ့ကမတ်လ9ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ပခောက်ကူအခြေဆိုင်အမတ်၁၁ချင်းမြန်တက်မဌာနချုပ်နဲ့ရေစကြိုမြို့နယ်ကချင်းမြန်တက်ရင်တွေဖြစ်တဲ့ခမရ196ခမရ159ခမရ158တက်ရင်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြေစွန်းတော်ရွာကိုမတ်လ၂ရက်၃ရက်နေ့နဲ့ လင်းရက်နှစ်တွေမှာ၃ရက်ဆက်တိုက်စစ်ကြောင်းထိုးပြီးဒေသခံတွေကိုတပ်ဖြတ်သွားတဲ့အပြင်နေအိမ်တွေကိုပါမိရှုဖျက်ဆီးခဲ့ကြတာပါမတ်လ၅ရက်နေ့ကဒေသခံတွေရွာရင်းပြန်လည်ဝင်ရောက်ခဲ့ပြီးမြေစွန်းတော်ရွာက အရက်သား၅ဦးရဲ့ရုပ်အလောင်းကိုကနအူးတွေ့ရှိခဲ့တာဖြစ်ပါတယ်တပ်ဖြတ်ခံခဲ့ရသူဒေသခံရုပ်အလောင်း၆လောင်းကိုထပ်မံတွေ့ရှိခဲ့တာကြောင့်တေဆုံးသူ၁၁ဦးအထိရှိလာတာဖြစ်ကြောင်းမတ်လ၉ရက်နေ့ကထုတ်ပြန်ခဲ့တာပါ မြေစွန်းတော်ရွာကဒေသခံတက်ကြီးရွယ်အိုတွေတက်ဖြတ်ခံခဲ့ရတာလို့ရေစကြို Township Info Committee တာဝန်ရှိသူတို့ကပြောပါတယ်။ရေလေကျွန်းဆိုအာနာသိမ့်ပြီးကလေးကစစ်ကြောင်အကြိမ်ကြိမ်ထိုးနေတာ။ရွာအများစုကကို့ကျေးရွာတွေကောက်ွယ်ဖို့တပ်ဖွဲ့တွေနဲ့တင်းငိမ်အေးချမ်းဖို့ဆောင်ရွက်နေကြရတာပါ။မြေစွန်းတော်လူတန်းမှုကတော့အပြစ်မဲ့ပြည်သူတက်ကြီးရွယ်အိုတွေပါအတော်ကိုရရုံမမရရဆက်ဆက်လှုပ်သွားတာပါလို့သူကပြောပါတယ်။ တပ်ဖြတ်ခံရသူ12ဦးရဲ့အသက်နဲ့အမည်စီရင်တွေကိုလည်းထုတ်ပြန်ထားပြီးအသက်60ကျော်အရွယ်10ဦးနဲ့အသက်60အောက်3ဦးသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့စစ်ကြောင်းထိုးမီးရှို့ရာကြောင့်မြေစွန်းတော်ရွာအပါအဝင်ဇယက်နီနဲ့တာကောင်ရွာတွေဟာရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခံရပြီးနေအိမ်600နီးပါးပျက်စီးသွားတဲ့အပြင်ဒေသခံတပေါင်းကျော်ဟာလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်း ုတ်တွေးမြို့နယ်ကြောက်တိုင်ကျေးရွာရန်ကုန်မန္တလေးကားလမ်းအနီးကစစ်ကောင်စီကင်းစခန်းတစ်ခုတိုက်ခိုက်ခံရပြီး၅ဦးသေဆုံးကတနက်6လက်သိန်းစီရမိတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေ2ဖြူဟာ23တဲ့ရင်3502ပြန်ကြားရေးတာဝန်ခံထံကသိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား30ကျော်ခန့်သာရှိနေတဲ့ ကင်းစခန်းကိုမတ်လ၈ရက်နေ့မနက်၄:၃၀မိနစ်ခန့်မှာဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးမနက်၆:၀၀ခန့်မှာတိုက်ပွဲပြီးဆုံးခဲ့တယ်လို့ဆိုပါတယ်။အပေါ်ကနေဒုံကျဲပြီးမှအောက်ကအမေပြင်ကဝင်လုံးတာသူတို့ကအဲကြောက်တိုင်းမှာရှစ်ပွိုက်လာလာထုတ်တဲ့ပုံစံမျိုးကျွဲဘွဲကနေထွက်လာပြီးအဲ့ဒီမှာလာလာထိုင်တာလို့ပြည်သူကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနဲ့ဘျူဟာ၂၃တက်ရင် 3502ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်က9ဦးသေဆုံးပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကင်ဆောင်တဲ့တနက်6လက်ကိုတင်းစီရမိကအုတ်တွေမြို့နယ်ပါကဖအဖွဲ့ဝင်တဦးသေဆုံးခဲ့ရပါတယ်။အဲ့ဒီတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်စင်ရေးနယ်မြေနှင့်ဗျူဟာ23တပ်ရင်း3502အုတ်တွင်ပါကဖတိုက်ခိုက်ရေးတပ်ဖွဲ့တို့ပူးပေါင်းဖော်ဆောင်ခဲ့ပြီး နှစ်ဖက်စစ်စင်ရေးအခြေအနေတွေတင်းမာနေစေလို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလ၁ရက်နေ့ကလည်းအုတ်တွင်းမြို့နယ်ညောင်ချထောက်ရဲစခန်းကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေဘက်ကဒရုန်းနဲ့ဘုံတိချတိုက်ခိုက်ခဲ့ရာရဲ၃ဦးဒဏ်ရာရခဲ့သေးတယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးစစ်ကောင်စီနဲ့နှိစက်တဲ့ရခိုင်ပြည်နယ်ကနမဲကြီးတထေဦးကျောက်တောင်ပိုင်ဆိုင်နဲ့တောင်ကုန်းမြို့နယ်မောင်နှောမြို့ကလုပ်ငန်းတွေကို ရခိုင်အမျိုးသားအဖွဲ့ချုပ် ULAAA ဦးဆောင်တဲ့ရခိုင်ပြည်သူအစိုးရက အခုမတ်လဆန်းမှာချိတ်ပိတ်သိမ်းဆီးလိုက်တယ်လို့သိရပါဗျ။ဦးကျောက်တောင်ဟာနေလာတစ္ဆာထာရအောင်ကြီးစတဲ့ကုမ္ပဏီတွေထောင်ထားပြီးရခိုင်ပြည်နယ်ကဌာနဆိုင်ရာဆောက်လုပ်ရေးလုပ်ငန်းတွေလန်တတားတွေတိစောက်ရေးမှာခေအဆက်ဆက်လက်ဝကြီးအုပ်ခဲ့သူဖြစ်တယ်လို့ရခိုင်တိုင်းရင်းသားအချို့ကပြောပါဗျ။2021ဆရာနာသိမ်းပြီးနောက်ပိုင်း လူလူတော်လန်ရေးတိုက်ပွဲတွေအကြောင်းကိုဓာတ်ရိုက်ဝေဖန်ပြောကြားခြင်းမရှိပေမဲ့တိုင်းပြည်တိုးတက်ရေးငြိမ်းချမ်းဖို့အရေးကြီးကြောင်းတိုက်ပွဲတွေဖြစ်နေရင်နိုင်ငံမတိုးတက်ဘူးလို့စစ်ကောင်စီဝါရဖြန့်ချီရေးမီဒီယာတွေမှာပြောကြားခဲ့ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းတာယာဝရီခရိုင်မင်းလားမြို့နယ်သမင်ကုံအုပ်စုနတ်ထမင်းကျေးရွာရာအိမ်မူတနက်နဲ့ပြစ်ခတ်ခံရပြီးတေဆုံးခဲ့တယ်လို့တာရယာဝရီခရိုင်တည်ရင်3800နှစ် တက်ခွဲနှစ်စီကနေတည်ရပါတယ်။တေဆုံးသူဟာနှစ်ထမင်းကျေးရွာရအိမ်မူအသက်45နှစ်ဝန်းကျင်အငယ်လေးခေါ်တက်နိုင်ဆိုးဖြစ်ပြီးမတ်လ၈ရက်နေ့နေ့လယ်7:45မိနစ်ဝန်းကျင်မှာသူ့ရဲ့နေအတွင်ဝင်ရောက်ပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။နှစ်ထမင်းကျေးရွာကရအိမ်မူအငယ်လေးအိမ်ထဲမှာထိုင်နေတဲ့အချိန်ကျွန်တော်တို့ပူပေါင်းရဲဘော်တွေနဲ့အိမ်ထဲဝင်ပြီးခေါင်းတက်တက်ကိုကြီတုံးချက်ပစ်တာပွဲချင်းပြီးတေပါတယ်။ ကျွန်တော်တို့လည်းစစ်ကိတ်တော်တော်များများကိုဖျက်ပြီးရှင်းလင်းခဲ့ရတာလို့တာယာဝရီခရိုင်တက်ရင်3800နှစ်တက်ခွဲနှစ်တာဝန်ရှိသူကပြောပါတယ်။ယာယီမှုအငယ်လေးခေါ်တက်နိုင်ဆိုဟာစစ်ကောင်စီတက်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီးဒေသခံတွေစီကစစ်မှုထမ်းကြီးကောက်ခံတာတွေစစ်မှုထမ်းကြီးမပေးတဲ့သူတွေကိုစစ်တပ်ခေါ်ကဖမ်းဟိုင်းတာတွေလုပ်ခဲ့တဲ့အပြင် PDF တွေကိုစိန်ခေါ်နေတဲ့သူလည်းဖြစ်တယ်လို့ဆိုပါတယ်။ ယာအိမ်မှုကိုပြစ်ခတ်ပြီးတာနဲ့တော်လန်ရေးတပ်ဖွဲ့တွေပြန်လည်ဆုတ်ခွာလာတာကြောင့်နောက်ဆက်တွဲအခြေအနေကိုမသိရသေးဘူးလို့တာယာဝရီခရိုင်တပ်ရင်း3800နှစ်တပ်ခွဲနှစ်တာဝန်ရှိသူကစက်ပြောထားပါတယ်။ပြစ်ခတ်မှုကိုတာယာဝရီခရိုင်တပ်ရင်း3800နှစ်တပ်ခွဲနှစ်နဲ့မင်းလားမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။မတ်လ၄ရက်နေ့ကလည်းမင်းလားမျိုးနဲ့ဥတိုကញ្ញင်ပင် အုပ်စု ဥတိုမြမာစုရွာနေပြူစောတိခင်မောင်ဝင်းကို တာကလေးရွာရန်ကုန်ပြည်လန်းဘေးရှိဇယက်မှာထိုင်နေစဉ်တာယာဝရီခရိုင်တက်ရင်3800နှစ်တက်ခွဲနှစ်ကပြစ်ခတ်ခဲ့တာကြောင့်တေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းပုံအနေနဲ့စကိုင်းတိုင်းမော်ရွာမြို့မှာအကြံဖတ်စစ်ရှင်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးတာကိုခံခဲ့ရပြီးခလာရ159တက်ရင်ကစစ်မှုထမ်းတပ်သားတစ်အူအလင်းဝင်ရောက်ခဲ့ကြောင်းဒေသတွင်သတင်းအမျိုးတွေကပြောပါတယ်မတ်လ10ရက်နေ့ ရေစကြိုမြို့နယ်ခလာရနှစ်ငါကိုတက်ရင်မှာတာဝန်ထမ်းဆောင်နေတဲ့စစ်မှုထမ်းတပ်သားတစ်တဦးဟာပခုတ်ကူခရိုင်ပါကဖောက်ကိုချိတ်ဆက်ပြီးအလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတစ်ဟာ2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကအလုံမပြန်လာစဉ်မုံရွာမြို့ပေါ်မှာအကျန်းဖတ်စစ်ကောင်စီတပ်သားတွေရဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံခဲ့ရတာလို့ဆိုပါတယ်။စစ်မှုထမ်းတပ်သားတစ်ကမုံရွာမြို့နယ်ကပါတနက်မပါလာဘူးအပတ်စဉ်ရှိကပါ မုံမှန်တင်နန်းတိုက်ရင်နဲ့ထွက်ပြေးခြင်းလို့ဆိုပြီးချိတ်ဆက်လာလို့ကဲထုတ်ခဲ့ရတာပါသူက2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကမုံရွာမြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံခဲ့ရတာပါသူကစစ်တင်နှန်းကိုအရာခံနဲ့အကြက်ကြီးတင်နှန်းကြောင့်ဘာထူတင်နှန်းမှာနှစ်လခွဲတက်ရောက်ခဲ့တယ်လို့သိရတယ်သူကတော့ PDF တက်ရင်တစ်ခုတည်းဝင်ပြီးစစ်ကောင်စီကိုပြန်လဲတိုက်ခိုက်သွားမယ်လို့ပြောပါတယ်ပခုတ်ကူခရိုင် ပကဖနဲ့ချိတ်ဆက်ပြီးကဲထုတ်ခဲ့ရတာပါလို့ဒေတာတွင်သတင်းအမြင့်တွေကပြောပါတယ်ရှင်။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားအစ်ကိုတော်လန်ရေးတပ်ဖွဲ့တွေကဆက်လက်ထိန်းသိမ်းထားပြီးကောင်းမွန်စွာစောက်ရှောက်ထားကြောင်းနောက်ထပ်အလင်းဝင်လာမဲ့စစ်ရှုံးကောင်စီတပ်သားတွေကိုနှွေးထွေးစွာကြိုဆိုသွားမှာဖြစ်ကြောင်းပခုတ်ကူခိုင်ပကဖကအတိပေးနှိုးဆော်ထားပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ပြည်သူအားလုံးကိုစိတ်နှပြစမ်းမချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြဲဆုံးလွတ်မြောက်ကြပါစေရှင်။ that keep the sea say just what I do me chose a gem for me pray ready on so to a that we be send me how it goes it tell you at me sana kun yi pe ma how I let me yeah you do it up be be that the sun yi yeah တရေကောင်းပေါင်းလို့ဒီတမိုင်းချပေးစက်ကြီးချာကြည့်ပြတင်စာတီဒီလူလူလူအပေါင်းပြီးစံစားပြရမည်နိုင်ငံတော်ကိုသူစစ်ချမည် ရှင်ဒူအာနာယူမြခြေမုံမြင့်ခြင်းမြင့်ဉာဏ်ပညာနဲ့ဆွဲဖြည့်ခြင်း 游击把那满梯。 就是叫你。